လူရီမရှိမြို့ရီထဲမှာရှင်းလင်းနေတဲ့အထူးဆန်းစုံနိုင်ငံတာကမင်နီစတန်နိုင်ငံမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးအတူမမရှိတဲ့ဟိုတယ်တွေဇိန်ခံမြို့တော်ကြီးတွေနဲ့အစောက်အတိုင်းကိုစကြင်ကြောက်ဖြူတွေနဲ့တိဆောက်ထားတဲ့မြို့တမျိုးရှိတယ်ဆိုရင်ယုံနိုင်မှာမလားအာရှလေပိုင်းကလေးဝက်စမ်းကြတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့တာဂမင်းနစ်စတန်နိုင်ငံဟာဒီလိုမယုံနိုင်စရာမြင်ကွင်းတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါလိမ့် ဒီနိုင်ငံဟာကမ္ဘာပေါ်မှာခီးသွွားအနည်းဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပြီးသူရဲ့မြို့တော်အက်စကာဘတ်ဟာမော်ဆန်နဲ့မြေငွေနေနဲ့ပြည့်နှက်နေတဲ့လူသူတော်တော်လေးကိုမှရှင်းလင်းတဲ့မြို့တော်ကြီးတစ်ခုအဖြစ်နာမည်ကျော်ကြားပါသည်။ Turkmenistan နိုင်ငံရဲ့မြို့တော်အက်စကာဘတ်ကိုဂင်းနေကမ္ဘာစံချိန်မှတ်တမ်းမှာစကြင်ကြောက်ဖြူအများဆုံးနဲ့တိစောက်ထားတဲ့အဆောက်အုံအများဆုံးနေရာအဖြစ်မှတ်တမ်းသွင်းထားပါသည်။မြို့တော်တစ်ခုလုံးနီးပါးကိုအီတလီကနေမှယူထားတဲ့စကြင်ကြောက်ပြားဖြူတွေနဲ့ဖုံးအုပ်ထားတာကြောင့်မလို့နေရာအောက်မှာမြို့တစ်ခုလုံးကဖြူပြီးတော့လင်းလက်တောက်ပါနေပါသည်။ ဒီလိုခန်းထားတဲ့အဆောက်အုံတွေအပြင်တမရရဲ့ရုပ်ထုတွေနဲ့ရွှေရောင်ဆင်ထားတဲ့အဆောက်အုံတွေရဲ့တောက်ပါတိလွင်နေမှုပါပဲမြို့ရဲ့ထူးခြားမှုကိုပို့ပြီးတော့ပေါ်လွင်စေတာဖြစ်ပါသည်ဒီမြို့ရဲ့နောက်ထပ်အထူးခြားဆုံးအချက်ရှိပါသေးတယ်အဲ့ဒါကတော့အဆောက်အုံတွေကခန်းထားသလောက်ဒီမြို့မှာလူအရန်ရှင်းရခြင်းမှာ Talk Minister နိုင်ငံဟာအာနာရှင်ဆန်နဲ့အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးခီးသွွာလာခွင့်ကိုတင်းကျပ်စွာကန့်သတ်ထားတာကြောင့်မလို့ခီးသွွာဧည့်သည်တအားနေပါသည် ဒါ့အပြင်မြို့ပြစီမံကိန်းတွေအရလူဦးရေထက်အစမတန်များပြားတဲ့လမ်းမကြီးတွေဟိုတယ်ကြီးတွေနဲ့အေယာမပန်းချန်တွေဟာလူသူရှင်းလင်းစွာနဲ့တည်ရှိနေပါလိမ့်။တခါတရံမှာလမ်းမကြီးတွေပေါ်မှာကားတစ်စီးတောင်မရှိတာကိုတွေ့ရတဲ့အထိလုံးဝကမှအတတ်မရှိတဲ့တစေတရဲမျိုးတော်ကြီးတွေလာလို့တော့မှထင်ရပါလိမ့်။လှပပြီးတော့အရန်ကူမှာအသက်ဝင်တဲ့မျိုးဖြစ်ပေမဲ့ကမ္ဘာလေခီးသွားလေးမလားသလိုနိုင်ငံတွင်းမှာနေထိုင်ကြတဲ့သူတွေဟာလည်းပဲအစိုးရရဲ့ထိန်းချုပ်မှုတွေမလုံလတ်မှုတွေကြောင့်မလို့တနေရာကနေတနေရာကိုအပျော်ခီးထွက်တယ်ဆိုတာမျိုးလည်းမရှိပါဘူး။ဒါကြောင့်မလို့ ဲ့ဒီ Dark Million Stand နိုင်ငံရဲ့မြို့တော်တွေဟာအမြဲလိုလိုလူရှင်းနေပြီးမြို့အင်္ဂါရန်နေတော့မှမတူညီပါဘူးဒီနိုင်ငံရဲ့ထူးခြားစံပြတဲ့နေရာတွေထဲမှာနာမည်ကျော်ငရေတကားဝါလို့ခေါ်တဲ့ Dot to Hell လည်းပါဝင်ပါ ರಿ ဒီနေရာကိုတော့ Dabaza Dangwe Range လို့လည်းခေါ်ပါ ರಿ ဒီအကြောင်းကိုတော့ပရိသတ်တွေလည်းကြားဖို့ကြားမှာပါအဲ့ဒီ Twin G ဟာဒဲခန်နေရာထဲမှာအမြဲတမ်းမီးလောင်ကျွမ်းနေတဲ့ Twin G တစ်ခုပဲဖြစ်ပါ ರಿ 1980ခုနှစ်လောက်တုန်းကတဘာဝဓာတ်ငွေတူဖော်ရင်မတော်တဆပေါက်ကွဲခဲ့တဲ့နေရာဖြစ်ပြီးအစိတ်တောက်ဖြစ်စေတဲ့ဓာတ်ငွေတွေမထွက်လာအောင်မီးရှို့ခဲ့ရတာကနေနှစ်ပေါင်း90ကျော်ကြာယနေ့ထက်တိုင်မီးလောင်နေခဲ့တာဖြစ်ပါသည်။အဲဒီမီးလောင်မီးလျံတွေဟာညဘက်မှာမယုံနိုင်တော့အောင်လှပတဲ့မြင်ကွင်းကိုဖန်တီးပေးပါသည်။ဒီနေရာကိုတော့ကဘာလေးခီးသွွားတွေနှစ်စင်တဲ့တိုင်းလို့လို့အတော်လေးလာရောက်တဲ့ပတ်ကြပါသည်။ဒီကုန်းချောင်းနေနဲ့ပြောရမယ်ဆိုရင်ထားမင်းနစ်စတန်နိုင်ငံဟာကမ္ဘာပေါ်မှာအခြားနိုင်ငံတွေနဲ့မတူညီတဲ့အသွင်အပြင်အလားအပါကိုပိုင်ဆိုင်ထားပါသည်။ ။ဇကျင်ကျောက်ဖြူမျိုးတော့အက်စကာဘတ်ရဲ့ခန်းထားတဲ့အဆောက်အုံနဲ့ငရေတကားဝါလိုမျိုးထူးခြားတဲ့သဘာဝဖြစ်ရပ်တွေကဒီနိုင်ငံကိုလူဝတ်စံကျယ်မှုတွေနဲ့ပြည့်နှက်သွားစေခဲ့ပါလိမ့်။ဒါပေမဲ့လည်းနိုင်ငံရဲ့တင်းကျပ်တဲ့ဥပဒေတွေကြောင့်ကနီးဒီနိုင်ငံကိုသွားရောက်လည်လာမယ်ဆိုရင်တော့အခက်အခဲပေါင်းစုံကြားကနေပြီးတော့စိတ်နှစ်သွားရမှာဖြစ်တဲ့အတွက်ထူးခြားစံကျယ်မဲ့အတွေ့အကြုံအသစ်တွေကိုပေးစွမ်းနိုင်မှာကတော့အသေးချပါပဲ။